အားသောဝါလာရှင်ကြီးကိုမလောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာနိုဝင်ဘာလ9ရက်နေ့ရက်နောက်ဆုံးရအာစနယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ပထမအုံတွင်ဘုတ်ကတော့ feature ကဖော်ပြထားတဲ့ Blinsia ကစားသမားတဦးနဲ့ပဲကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ဒီဒီတင်းကလေ rumor ဖြစ်ဖို့တော့များတယ်ဒါပေမဲ့တချို့အချက်လက်တွေရဆိုရင်တော့အားကောင်းတဲ့အနေအထားမှရှိတယ်အဲ့တော့ဒီကစားသမားအစ်စ်လေးကြောင့်ကျွန်တော်တို့တစ်ချက်သုံးသပ်ကြည့်လိုက်ရအောင် feature ကဖော်ပြထားကြရအာဆင်နယ်ကပေါင်22တန်းတန်ကွင်းလေကစားသမား ဟာဗီဂွေရောက်ကိုလက်ရှိအချိန်မှာစိတ်ဝင်စားတယ်ဒီကစားသမားကတော့စပိန်လာလီယာကလပ်ဗလင်စီယာအသင်းရဲ့ကွင်းလေကျယ်ပွင့်ကစားသမားပေါ့လေအသက်က22နှစ်ပဲရှိသေးတယ်အာဆင်နယ်ကဒီကစားသမားကိုခေါ်ရင်ဆိုတာဈေးနှုန်းတင့်တင့်ပြီးတော့အရန်အင်အားတောင်းနှင်းဖို့ရဲ့အနာဂတ်မှာအများကြီးတိုးတက်လာနိုင်ရည်ရှိတဲ့ကစားသမားတဦးဖြစ်ရှုမြင်ထားတဲ့အတွက်ခေါ်ကြင်လာလို့ဖော်ပြထားပြီးတော့ကြံခဲ့တဲ့နွေရာသီတုန်းကဒီကစားသမားကိုအနီးကပ်လိုက်ခဲ့တာကတော့မန်ချက်စတာယူနိုက်တက်ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ကဒီဇာမခေါ်ဦးနဲ့ပတ်သက်ပြီးတရားဝင်ဆွေးနွေးကမ်းလှမ်းမှုတွေမလုပ်ခဲ့ဘူးဆိုပြီးတော့ feature ကဖော်ပြသွားတယ်။ဒီနေရာမှာကျွန်တော်တို့ချို့ report တွေသွားကြည့်လိုက်တဲ့အခါမှာ2024ခုနှစ်ထဲကအာဆင်နယ်ရဲ့ဒီဇာမကိုစိတ်ဝင်စားခဲ့ဆိုပြီးတော့ core site ကအဲ့တုန်းကဖော်ပြထားခဲ့ဘူးတဲ့။အဲ့တော့အာဆင်နယ်အသင်းအနေနဲ့ဒီကစားမနဲ့ပတ်သက်ပြီးတော့လိုချင်တယ်တကယ်လိုက်မယ်ဆိုလို့ရှိရင်တော့လိုက်လို့ရလောက်တဲ့ကစားမပထမတစ်ချက်အသက်ငယ်သေးတယ်အသက်ကအခုမှ22နှစ်ပဲရှိသေးတယ်ပြီးတော့အာဒီဒါကြိုက်စပိန်သား ောက်တစ်ချက်ကကြောင့်တတိယချက်ကကြတော့ဒီကစားသမားဒီဘလင်စီယာမှာလက်ရှိအာဆင်နယ်ကိုရောက်လာခဲ့တဲ့မော်ကွေယန်နဲ့တူတူတွဲပြီးဆော့ခဲ့မှုတဲ့ကစားသမားတကယ်ကိုမှအဲ့ဒီကစားသမားနှစ်ဦးကလေကော်နရှင်ကောင်းကောင်းရှိရယ်တခါကျရင်လေကစားသမားတွေကိုအေဂျင့်တွေကိုယ်တိုင်သွားပြီးတော့ဆွေးနွေးရတဲ့ဆိုင်အဲ့ကစားသမားလာကြအောင်အရင်တော့တွဲဆော့မှုတဲ့ကစားသမားကဆွဲဆောင်တာကပို့ပြီးခေါ်နိုင်ခြင်းဖြစ်နိုင်ခြင်းများတယ်အဲ့တော့ ဒီကစားမားနဲ့ပတ်သက်ပြီးအသင်းတော်များလိုက်နေတဲ့အာဆီယံရဲ့ဒီကစားမားကိုကာလာရှီစောင့်ကြည့်ဆိုတဲ့အတွက်ကျွန်တော်သူ့ရဲ့ scale video တချို့ကိုသွားကြည့်ရတယ်။တည်ရမယ့် scale video ကတော့ဒီကစားမားကောင်းတဲ့ဟာလေးတွေပဲကွက်ပြီးပြပါလေ။အဲ့မှာဘာသွားတွေ့ရလဲဆိုတော့ကွင်းလယ်မှာထင်းထင်းရှားရှားဖြစ်အောင်ခြေစွမ်းပြနိုင်တယ်။ပြိုင်မဲ့ကစားမား2ဦး3ဦးကြားထဲကနေပြီးတော့ကိုတင်မိတ်စီဘောလုံးရအောင်ထုတ်နိုင်တယ်။ပြိုင်မဲ့ကစားသမားရဲ့ pressure တောင်းကောင်းကောင်းခံနိုင်တယ်။ပြီးတော့သူကကွင်းလယ်ကစားမား2ဦးဆိုတာထပ်ပို့တယ်။ဘောက်ထက်တိုးဝင်ပြီးမာတီအိုဒီဂတ်တို့လိုမျိုးအပပါနဲ့ အဆုံးသက် finishing လုပ်တာမျိုးလည်းမကြခဏမြင်တွေ့ရတယ်။အဲ့တော့ဒီကစားသမားကစပိန်သားဖြစ်နေဆိုတဲ့အချက်ကမော်ကွေယာနဲ့ရန်ကုန်မှာကောင်းမွန်တဲ့တငငင်းဆက်ဆံရှိရဆိုတဲ့အချက်ကဈေးနှုန်းကလည်း transfer market မှာကြုံသွားကြည့်တော့ euro 25သန်းဆိုတဲ့အချက်လက်ကအရက်6ပေ2လက်မှရှိပြီးတော့ Arsenal တင်းရဲ့တဲကန်ဘောယူတက်ဆိုရန်မောင်းမိပါတဲ့ကစားသမားတဦးဖြစ်လိုချင်မယ်ဆိုရင်လည်းခေါ်လို့ရနိုင်တဲ့အချက်ရဲ့ကာလာရှိစောင့်ကြည့်ခဲ့တာရဲ့အကြောင်းတကယ်သာ Andre Barda တို့ဆွေးနွေးမယ်ဆိုတော့ရောက်လာနိုင်ရှိရဲ့ကစားသမားတိုးတော့လက်ရှိချိန်မှာဒါတွေက rumor ဖြစ်ပဲရှိသေးတယ်။တကယ်ကတရားဝင်ဆွေးနွေးပြီးကန့်လန့်မှု တွေတော့လာမယ့်စောင်းစည်းကွက်ဒါမှမဟုတ်လာမယ့်ညစည်းကွက်မှာလုံနိုင်ချေရှိတယ်။အာဆင်နယ်ကလက်ကျန်စောင်းစည်းကွက်နှစ်ခုမှာလူလုံးဝမွေခဲ့တာဖြစ်တဲ့အတွက်အခုတန်းတရာသုံးမယ်ဆိုပြီး report ချို့ထွက်ပြီးမဲ့လဲအာဆင်နယ်သားတကယ်ဒီကစားမောက်လိုချင်တယ်။တကယ်သာကဲလက်မယ်ဆိုရင်တော့လာမယ့်ညမှာဖြစ်လာနိုင်ချေရှိပါတယ်။ဒီကစားမောက်စာချုပ်က2029ခုနှစ်တိတော့ရှိသေးတယ်။ဒီဘောလုံးရာသီစုစုပေါင်းပြိုင်ပွဲတုံး12ပွဲမှာ6ပွဲထိပွဲထပ်ထားပြီးတော့နှလုံးဖိုင်ထားတယ်။ ကြံခဲ့တဲ့ဘောလုံးရာသီမှာဆိုရင်စုစုပေါင်းပြိုင်ပွဲသုံး38ပွဲထိကစားထားတယ်။အမှ32ပွဲပွဲထပ်ထားပြီးတော့3ဂိုးသွင်း3ဂိုးဖိုင်ထားတယ်။ကြံခဲ့တဲ့ဘောလုံးရာသီတုန်းကမော်ကွေရာနဲ့အတူတူတွဲပြီးဆော့ခဲ့တဲ့ဒီပွဲထွက်7ယောက်ထဲမှာပါရူတော်ပြောလို့ရတယ်။တော်တော်ခြေစွမ်းပြတာ။အဲ့တော့ အာဒီဒါရဲ့အသင်းမှာကွင်းလန်ကစားမကြီးလိုအပ်လာဆိုတော့လိုအပ်တယ်ပြောလို့ရတယ်အခုကျွန်တော်တို့ကွင်းလန်မှာဆော့လို့ရပါတယ်ဆိုတော့ဒီအီတန်ဝမ်နီတို့မက်ချ်တောင်းမန်တို့လူးဝစ်ကယ်ဒီတို့ကစားမမျိုးတွေဗက်စလိုက်ဖြစ်ဖြစ်ကွင်းလန်မှာဆော့လို့ရတာမှတ်မိမဲ့အသက်အရွယ်တခုရောက်လာတော့မယ်နော့ကတ်စ်ကယ်နောက်ပြီးအငှားချပြီးပြန်ရောက်လာဖို့မကျိန်းသေးတော့တဲ့ဒီကွင်းလန်ကစားသမားကြီးတွေမှာဆိုရင်တော့ဒီ ဖေဗီယိုဘီယားလိုကစားမမျိုးရှိတယ်အဲ့တော့တချို့ကစားမတွေရှင်းထုတ်ပြီးတဲ့အခါမှာဓာမျိုးသွေးသစ်လောင်းမဲ့ကစားမမျိုးတွေရှိနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အနေနဲ့ first line နဲ့ကစားမတွေအပြင်မှာ quality မြင့်အရန်ကစားမတွေပြန်အသင်က squad player ဖြစ်စောင့်ကြည့်နေဖြစ်တဲ့အတွက်ဒီကစားမရောက်လာနိုင်ရည်ရခိုင်လို့များတယ်။ကျွန်တော်ညီကိုရောဘယ်လိုထင်လဲ Blinsia ပွဲကြီးသွားကြည့်ဖြစ်လား။ Harvey Guerra နဲ့ပတ်သက်ပြီးတော့ကောသဘောကျရလားခွန်မဝင်ရောက်ရေးသားပြီးတော့ပါဦး။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့စနေနေ့ည အထူးသဖြင့်ပေါ့လေတနင်္ဂနွေနေ့မနက်ခင်းအစောပိုင်းမှာကစားမဲ့ဆန်ဒလန်အာဆင်နယ်ပွဲဦးတော့ကွင်းလင်တိုင်းလူကြီးဖြစ်ခရစ်ပေါ်ဆန်ကကင်ပြဲသွားလို့မှာပါဘူယာဒိုင်ဖြစ်ဂျိန်းဘဲကတာဝန်ယူသွားမယ်ဒီနမှာခရစ်ပေါ်ဆန်ကင်ပြဲခဲ့တဲ့ဒီအာဆင်နယ်ပွဲစုစုပေါင်း33ပွဲရှိတယ်အမှအာဆင်နယ်က18ပွဲနိုင်4ပွဲတည်17ပွဲရှုံးလာတယ်အဝါကတ်52ကတ်နဲ့အနီကတ်သုံးကဒီ record တွေကြည့်လိုက်မယ်ဆိုတော့အရင်ကောင်းတဲ့ record တော့မဟုတ်ဘူးဒါပေမဲ့ Arsenal ရဲ့လက်ရှိခြေစွမ်း အသင်းနဲ့တင်းကြကကွာဟမှုလက်ရှိချိန်မှာအာဆင်နယ်တင်းရဲ့တပွဲချင်းစီပြန်ပြချင်းကပ်မှုတွင်အနားရလာခဲ့တဲ့ကစားသမားတို့ရှိတာကြောင့်အာဆင်နယ်ရဲ့ဒီပွဲကိုနိုင်နိုင်လိမ့်မယ်ထင်တယ်။တခုတော့ရှိတယ်။ကျွန်တော်တို့ဘာကြောင့်ဒိုင်းနဲ့ပတ်သက်ပြီးဒီလိုမျိုးသတင်းတွေမှာဒီဝုဒကထည့်ပြောလဲဆိုတော့ကြံခဲ့တဲ့ချန်ပီယံလိပွဲစဉ်ကဒိုင်းနဲ့ပတ်သက်ပြီးပြန်ပြီးကြည့်ကြည့်ပါ။ ပရီးမီယာလိဂ်တိုင်းနဲ့တခါကြလို့ရှိရင်သူတို့ decision making နဲ့ပတ်သက်ပြီးဘူယာပြောလိုက်တာဖြစ်ဖြစ်သူတို့ချမှတ်ပြီးသားပန်တန်တီကိုဘူယာကပြောတဲ့အခါမှာအတိုက်ခံမလုပ်ဘဲနဲ့အဲ့ဒီကွန်ဒိုဘာရှယ်အခြေအနေကိုလက်ခံလိုက်တဲ့ခိုက်တက်တွေရှိရတယ်။ဒါကကျွန်တော်တို့တင်းတင်းမို့အတင်းတော်များဒါမျိုးကြုံရတာ။ဒါပေမဲ့ချန်ပီယံလိဂ်မှာကြတော့ကစားသမားတွေရဲ့စကားကိုသူတို့ကပြန်ပြီးစဉ်းစားလက်ခံနားထောင်ပေးတယ်။ဒီအတင်းရဲ့ပန်တီကတကယ်ဖြစ်သင့်ရလား။အဲ့ဒီ Slavia Praha အတင်းနဲ့ပွဲစဉ်မှာဆိုကျွန်တော်တို့မိနစ်80ကျော်မှာပန်တီပေးလိုက်ရပြီ။ ဒါပေမဲ့ဂေဘီယယ်မကာရီတို့ဘူကောင်စကားတို့ပြန်ပြီးတောင်းဆိုတဲ့အခါမှာဘွေးရပြန်ကြည့်ရဲအဲ့မှာဘန်ဝိုက်ကဖြတ်ထုတ်မှုကတစ်ဖက်ကစားမအောင်မထိခိုက်တာဖြစ်တဲ့အတွက်ပယ်နတီမဟုတ်ဘူးဆိုပြီးပြန်ပြီးပယ်ချက်ပေးတယ်ဒါကဘာလဲဆိုတော့ပြိုင်ပွဲတစ်ခုကိုကင်တွေတဲ့ဒိုင်ရင်နဲ့ပြည်တွင်းပြိုင်ပွဲကင်တွေတဲ့ဒိုင်ဒီကြားတဲ့က quality ပဲအဲ့ကြောင့်ကျွန်တော်ချန်ပီယံလိမှာဘလို့ရလက်ပဲထွက်တဲ့ဒိုင်နဲ့ပတ်သက်ပြီးကျွန်တော်အပြစ်မမြင်ဘူးဆိုတာချန်ပီယံလိရဲ့ဒိုင်တွေကတကယ့်ကမှနောက်ထပ် level တစ်ဆင့်မြင့်တဲ့ quality ဒိုင်တွေသူတို့တေချာရွေးချယ်ထားတာ အဲကြောင့်မို့ပရီးမီးယားလိမှာတချို့အခြေအနေမှာကျွန်တော်ဒီပြတ်သားသောဂူရလက်နဲ့နိုင်ဖို့တော့လိုတယ်အခုနောက်ပိုင်းအာဆင်နယ်က 1z 2z 3z အဲ့ပုံစံလေးတွေတေးချစမက်ကြကြနဲ့နိုင်ဝဲပုံဖော်အတွေ့ရတယ်ကျွန်တော်ကြိုက်ဆုံးတော့ 2z လောက်ဆိုရင်တော့စိတ်ချတာပေါ့လေ 3z ဆိုလို့ရှိရင်တော့ saucy happy anime ဒါပေမဲ့အခုနောက်ပိုင်းအာဆင်နယ်ကခံစစ်ကောင်းမွန်မှုဆိုတဲ့ဂုံတရင်နဲ့အတူတူ1-2-0ဆိုတဲ့ရလဒ်နဲ့ပဲပွဲကိုအပီးထီတေချာလီစမတ်ကြကြအချိန်ဒီပါကယူဆိုင်ပြီးဖျက်ဆီးသွားတာတွေ့ရတယ်အဲ့တော့အခုဆန်ဒလန်မက်ကန်နဲ့ပွဲစဉ်ကလည်းအဝေးကွင်းမှာအထူးသဖြင့်1-5တဲမှာရှိနေတဲ့ဆန်ဒလန်တချိန်တော့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ကွင်းလေကြိုးကစားမှာဖြစ်တဲ့ Green Shark ကြီးနဲ့ပြန်တွေ့ရမယ့်အချိန်မှာတော့အာဆင်နယ်တို့နိုင်ပွဲတစ်ခုပုံဖော်နိုင်မလားစောင့်ကြည့်သွားတော့မှာပါ တတိယမြောက်သတင်းတဘုတ်ကတော့ဒီယာသီချန်ပီယံလိမှာအကောင်းဆုံးပုံစံဇက်တိုက်ပြသနေခဲ့တဲ့အာဆင်နယ်အာဆင်နယ်တင်းကဒီယာသီချန်ပီယံလိလီဖတ်ပွဲစဉ်၄ပွဲကံပြီးသွားပြီဒါကလီဖတ်ပွဲစဉ်၈ပွဲကံရမယ်အမှတ်ပေးစီးမြင့်မှာဆိုရင်တဝက်ပြီးဆုံးသွားပြီပြောလို့ရတယ်အဲ့ဒီ၄ပွဲကံပြီးသွားချိန်မှာအာဆင်နယ်ကယာနှုံးပြေအနိုင်ရထားတယ်ဒီလိုမျိုးအာဆင်နယ်အတူတူ9ပွဲယာနှုံးပြေ၄ပွဲမှာဆက်နက်မထိစုဆောင်းထိုင်နေတဲ့အသင်းကအာဆင်နယ်ပေါင်းဝင်၃သင်းပဲရှိတယ်စုစုပေါင်း30နဲ့ဒါ6သင်းကံနေတဲ့အချိန်မှာပေါ့လေအဲ့လို36သင်းပြိုင်နေတဲ့အချိန်မှာ စုစုပေါင်းယာနှုံးပြည့်နိုင်ပွင့်ထားနိုင်တဲ့အသင်းက3တင်းပေကိုးကတော့အာဆင်နယ်တသင်းရလွင်ဂျန်နယ်အသင်းတွေကတော့ပေကိုးရှိတယ်ဒီမှာအင်တာမီလန်တကူပေးရတယ်အာဆင်နယ်ကတော့ပေကိုးလုံးဝမရှိဘူး၄ဘက်ကံပြီးသွားအချိန်မှာဒီလို36တင်းထဲမှာနိုင်ပွဲကိုလည်းအပြည့်ယူထားနိုင်တယ်ပေကိုးလည်းတကူမှမရှိဘူးတကယ်ကို greater performance ပြနိုင်တဲ့အသင်းကအင်္ဂလိပ်ကလပ်အသင်းဒါအင်္ဂလန်ကိုစားပြုအာဆင်နယ်တသင်းပဲရှိတယ်လက်ရှိအချိန်မှာတော့အာဆင်နယ်ကဂိုးကွာချချက်ရအဆင့်တက်မှာရှိမနေဘူးဆိုပေမဲ့လက်ရှိရမတ်အပြည့်ဝစုဆောင်းထားမှုရဆိုလက်ကျန်၄ပွဲမှာ နှစ်ပွဲဒါမှမဟုတ်သုံးပွဲလောက်နိုင်ပြီဆိုတဲ့အာဆင်နယ်က1 to 8ထဲကနေပြီးတော့ပွေရိုင်းပြီးအဆင့်ကိုတက်ပြီးတကယ်ကိုလည်းနိုင်လို့ရလောက်တဲ့ပွဲတွေအများကြီးကြံသေးတယ်။ဒါကြောင့်မို့အာဆင်နယ်နေနဲ့လက်ရှိချိန်မှာတော့ချန်ပီယံလိမှာ၄ပွဲကံပြီးရာကို၁၁ကိုပေးကိုမရှိရမှတ်အဖြစ်ဆိုရင်၁၂မှတ်စုဆောင်းထားနိုင်ခဲ့ပါတယ်။ဒီနေရာမှာအာဆင်နယ်အသင်းရဲ့ဒီဂိုးရင်းနဲ့ပတ်သက်ပြီးဘယ်သူတွေသူးထားလဲဆိုတော့မီခေးမိန်တို့က၃ဂိုးဒီ၄ပွဲမှာပေါ့လေမီခေးမိန်တို့က၃ဂိုး ဂါဗီယယ်မာတီနယ်လီက3ဂိုး၊ဘူကာအိုဆာကာက2ဂိုး၊ဂေဗီယယ်မကာကြီးက2ဂိုးနဲ့ဗစ်တာယောဂရက်က2ဂိုးသွင်းထားတယ်။စုစုပေါင်းအာဆင်နယ်တင်းကတော့17ဂိုးရပြီးပေးကိုမရှိနဲ့ဒီရသည့်ချန်ပီယံလိလီဖက်ပွဲစဉ်၄ပွဲမှာတော့ greater performance ပြထားတယ်။ဒီခြေစွမ်းကြောင့်ပဲအာဆင်နယ်တင်းကိုချန်ပီယံလိမှာရေပန်းစားနေကြရခိုင်လို့တဖြည်းဖြည်းနဲ့မြင့်တက်လာတာကိုလည်းတွေ့ရတယ်။သို့တော့ဒါကအာဆင်နယ်တင်းရဲ့ရှုံးထွက်အဆင့်ကိုမရောက်သေးဘဲနဲ့အမှတ်ပေးအဆင့်မှာအုပ်စုပွဲစဉ်မှာပဲရမတ်တီစုဆောင်းထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အများကြီးတော့ ဒါဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ပြောဖို့တော့စောသေးရပေါ့လေအဲ့တော့အာဆင်နယ်တင်းနေတဲ့လက်ရှိအချိန်မှာတော့ချန်ပီယံလိဒီယာတီပြိုင်ပွဲမှာဆိုရင်ပေးကိုပေးရခြင်းမရှိတဲ့တခုတည်းသောအသင်းဖြစ်ရှိနေပါတယ် ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီဝါဖြစ်ဖြစ်ပြောရင်ဖြစ်ကစားခြင်းနဲ့ဆိုတော့ဘိုင်ဘာဖုန်းတုံညာကို646 46လုံး33တိန်တစ်ပတ်တုံညာကို9 93ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့ကိုထုစီမှာအကောင့်ဖွင့်နေဆိုရင်တော့အားလုံးကိုနှွေးထွေးကြိုဆိုပါရစေ။ကျွန်တော်စီမှာအကောင့်ဖွင့်တဲ့သူတွေလည်းအခက်ခဲတဲ့ဆုံးညာရှိသည့်ဖြစ်စေမရှိသည့်ဖြစ်စေကျွန်တော်ကို nutri လာရောက်မေးမြန်းလို့ရပါတယ်။ကဲနောက်ဆုံးသတင်းပုဒ်ကိုတော့အာဆင်နယ်အသင်းကပေးအပ်မဲ့ကြံခဲ့တဲ့အော်တိုဘာလအတွက်ပလတာအကောင်ဆုံးကစားသမားစုနဲ့ပတ်သက်ပြီးတော့ဇကာတင်အဆင့်ကစားသမား၄ဦးရှိလာပါပြီ။ဒီ၄ဦးထဲမှာဘယ်သူရသွားမှန်းထင်လဲကြောတစ်ချက်ကြည့်လိုက်ရအောင်။ Julian Timber ဒုတိယတယောက်ကတော့ Gabriel Martin Gabriel Macahe နောက်တယောက်ကတော့ Declan Wright Bukao Saka ဒီ၄ဦးထဲမှာဆိုရင်တော့ Julian Timber ကလည်းအသင်းအတွက်ပွဲတွေအများကြီးဆော့ပြီးတော့ performance ပြနိုင်ခဲ့တယ်။ကြံခဲ့တဲ့အော်တိုဘာလအတွက် ကေဗီယမကာကြီးကတော့တကိုးသမီးတကိုးဖိုင်နိုင်ခဲ့တယ်အထူးသဖြင့်ဖူဟန်သိန်းနဲ့ပွဲစဉ်မှာရတဲ့တလုံးတည်းသောကိုယ်ကိုသူကဖန်တီးပေးသွားခဲ့တာတချို့အခိုက်တက်နေမှာလေအသင်းကဂိုးရဖို့ခက်တဲ့ခါကျရင်အဲ့တန်ကန်မော်ဒီမှာဂေဗီယမကာကြီးရဲ့တိုးအားသူ့ရဲ့ဂိုးသွင်းတာသူဖန်တီးပေးခဲ့တာကြီးအသင်းတော်တော်လေးအရေးပါတယ်ခန်စီကလာမတူးဆိုရင်လည်းတိုက်စစ်မှုဝင်စားတဲ့ကစားမတူးလို့ပြောလို့ရတယ်နောက်တစ်ခါကတော့ဒီကလန်ရိုက် အာဆင်နယ်အသင်းအတွက်ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာဘလူးဝဲပဲဖြစ်ဖြစ်စိတ်ကောကိုပါနှစ်ပြီးတော့တကယ့်ကိုခက်ချမ်းဖြုတ်တဲ့ကွင်းလေကစားမှာပေါ့လေလောအားနှုတ်ရမ်းကောင်းတယ်ခန့်စစ်အထိ wall rate ကောင်းကောင်းနဲ့ဘောလုံးတွေ recovery ပြန်လုပ်တဲ့ကစားမှာသူကတော့တကိုးတင်တကိုးဖိုင်ထားတယ်ဘူကောင်စာကတော့သုံးကိုတွင်ထားတယ်တချို့ကိုတွေက penalty ပါဆိုမဲ့တချို့ပိုင်းလီမှာတော့ active ဖြစ်ဖြစ်နေပဲရလာတဲ့ second ball တွေကိုကိုးဖြစ်ပြောင်းလဲနိုင်တယ်စာကတော့စာကပဲအဲ့တော့ဒီလေးဦးထဲမှာကြံခဲ့တဲ့အော်တိုဘာလာအတွက် ဘသူကယာသွားမလဲဆိုပြီးခံမန်းတိုက်ပြန်မှာကျွန်တော်ခံမန်းမှုကတော့ဂေဗရီယမကာကြီးယာသွားမယ်ထင်တယ်ခံစစ်ပိုင်းကလေးရှိကြောင်းရောတိုက်စစ်ပိုင်းမှာဂိုးတွေရိုက်ယူပေးတဲ့ဖန်တီးပေးတဲ့အပိုင်းကြောင်းရောပွဲတွေအများကြီးဒီရာဒီမှာစော်ထားတဲ့အပိုင်းကြောင်းရောကျွန်တော်တော့ဂေဗရီယမကာကြီးယာသွားမယ်ထင်တယ်ဒါကတော့ဟိုဂျူလီယန်တင်မာတို့ဒီကလန်ရိုက်တို့ ောက်ပြီးတော့ဘူကာကိုစကာလို့ညံ့လို့သူရမယ်လို့ကျွန်တော်ပြောရမှာเนาะကျန်တဲ့ကစားမကြီးလည်းကောင်းတယ်ဒါပေမဲ့ performance တွေရလက်ရှိခက်စစ်ပိုင်းရောတိုက်စစ်ပိုင်းမှာရောအသင်းအတွက်အများကြီးအကျိုးပြုပြီးပွဲတွေအများကြီးဆွတ်ထားတဲ့ KPL မကားရေးကိုတော့ကျွန်တော်ကအော်တိုဘာလာနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးကစားမစုအာဆင်နယ်ကပေးအပ်တာကိုရသွားမယ်လို့ထင်ပါတယ်အဲ့တော့ကြံခဲ့တဲ့ဒီစက်တင်ဘာလတုန်းကအကောင်းဆုံးရသွားခဲ့တဲ့ကစားမတော့ Martinelli August လအတွက်အကောင်းဆုံးရသွားခဲ့တဲ့ကစားမတော့ Calafiori လက်ရှိအော်တိုဘာလနဲ့ပတ်သက်ပြီးအကောင်းဆုံးရသွားမယ့်ကစားမဘသူဖြစ်နိုင်လဲခေါမဝေရောက်ရေးသားပြီးတော့ပါအောင်လောလောဆယ်တော့ကျွန်တော်တို့နိုဝင်ဘာလတွင်နှစ်ပွဲကံပြီးသွားပြီအဲ့ဒီထဲမှာခြေစွမ်းပြနိုင်တဲ့ကစားမကိုပြောပါဆိုရင်တော့မိန်တို့ကတော်တော်လေးဥမာခြေစွမ်းပြနိုင်တယ်ဒီတိုင်းက main တို့ဒီနိုဝင်ဘာလအတွင်းမှာဟိုဆန်နာလက်နဲ့ပွဲစစ်မအောင် international break ပြီးွားလို့တကယ် business ပွဲစစ်မှာပါကိုးသွင်းနိုင်တော့နိုဝင်ဘာလအတွက်အာဆင်နယ်တည်းကပေးအပ်မယ့်အကောင်းဆုံးကို main တို့ရသွားနိုင်ကြတောင်များရပါဘောလေလောဆယ်တော့အော်တိုဘာလအတွက်ဘသူရသွားမယ်ထင်တယ်ခေါမလွတ်လပ်စွာဝင်ရောက်ရေးသားလို့ရပါတယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ